င်္ဂလားပင်လယ်ော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ဟာအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကိုဝင်ရောက်ပြီးဖြစ်လို့မြန်မာနိုင်ငံကိုဝင်ရောက်မှုမရှိတာကြောင့်အဝါရောင်အဆင့်သတ်မှတ်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။အဆိုပါမုန်တိုင်းငယ်ဟာမြောက်ယွန်းယွန်းကိုရွေ့ရှားနိုင်ပြီးနောက်ထပ်၁၂နာရီအတွင်းအားကောင်းတဲ့မုန်တိုင်းငယ်ဖြစ်ရောက်ရှိကအိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့ကို ဆာကာကျွန်းနဲ့ခိပူပါရာမြို့တို့ကြားကဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းချက်အရသိရပါဗျ။မွန်တိုင်းငယ်ရဲ့အရှိန်ကြောင့်ဒီနေ့နေ့လယ်ကနေဇွန်လ2ရက်အတွင်းနေပြီးတော့ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီတနင်္သာရီတိုင်းနဲ့ကချင်ကယားကရင်ချင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်ကနေနေရာနှံပြမိုးထစ်ချုံရွာပြီးအချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ထုတ်ပြန်ထားပါဗျ။ လက်ရှိဖြစ်နေတဲ့ဘင်္ဂလားပင်လယ်အမြောက်ပိုင်းကမုန်တိုင်းငယ်ဟာဒီနေ့မနက်10:30မိနစ်အချိန်တိုင်းတွာကျက်ရစာကကျွန်းကိုစတင်ဖြတ်ကျော်ဝင်ရောက်နေပါပြီမြန်မာပြည်ဘက်မလာနိုင်ပါဘူးမြောက်ဘက်ကိုဖြင်းညင်းစွာဆက်ရွှေ့သွားရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုရောက်ရှိပြီးလေပြင်းရနဲ့ရုံဝန်အဖြစ်နောက်48နာရီအတွင်းတဖြည်းဖြည်းပြန်လည်အပြော့သွားမှာပါလို့မိုးလေဝသပညာရှင်ဒေါက်တာဆိုင်းခွန်အာကာက ARD Times ကိုပြောပါရတယ် လက်ရှိမှာ ARI အတိုင်းဖြာပုံမြို့နယ်ဒေါ်ငိမ့်ကျေးရွာမှာမိုးသည်ထန်စွာရွာသွန်းပြီးပင်လယ်ရေဝင်ရောက်မှုကြောင့်ရေလွမ်းမှုနေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဒါအပြင်မြို့ဝကျွန်းမရခိုင်ကင်ရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးသက်လေပြင်းတွေကြာရောက်ပြီးလှိုင်းလွန်ကြီးမှဖြစ်ပြီးရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်40ကနေ45မိုင်အထိတိုက်ခတ်နိုင်ကြောင်းလှိုင်းမြင့်မှာမြို့ဝကျွန်းမရခိုင်ကင်ရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ 14ပေကနေ16ပေခန့်ထိရှိနိုင်တယ်လို့သတိပေးထားပါတယ်။ဒါအပြင်မௌဒမကွေမွန်တနင်းသာရီကင်ရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရန်ဖန်ရန်ခါမိုးသက်လေပြင်းတွေကြာရောက်ပြီးလှိုင်းကြီးရာကလှိုင်းလွန်ကြီးမှဖြစ်ပြီးရေပြင်းမြေပြင်းလေဟာတနာဟီကို35မိုင်မှမိုင်40ထိတိုက်ခတ်နိုင်ကြောင်းလှိုင်းမြင့်မှာမௌဒမကွေမွန်တနင်းသာရီကင်ရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ7ပေကနေ14ပေခန့်ထိရှိနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပစ်တာမျက်စိလက်တာမိုးသီးကြွေတာလျှက်တစ်ပြက်ရေကြီးတာနဲ့မြေပြိုရာတွေဖြစ်နိုင်တာကြောင့်ကုန်းမြင့်အနီးနေထိုင်သူမြေချောင်းအနီးနေထိုင်သူတွေသတိထားရမှာဖြစ်ပါတယ်